ောင်တိုးပင်လယ်ကိစ္စမှာဖိလစ်ပိုင်ရယ်မလေးရှားရယ်ဗီယက်နမ်ရယ်ဟလာသူတို့တွေကဒါအာဆီယံမမ်ဘာတွေဖြစ်တယ်အာဆီယံဖွဲ့ဝင်တွေဖြစ်တယ်သူတို့ကလည်းသူတို့ပိုင်ဆိုင်မှုနယ်မြေတွေကိုပြောတာဖြစ်တယ်ဒါပေမဲ့တောင်တိုးပင်လယ်ဟာတရုတ်ပိုင်ဆိုင်နေဆိုပြီးတော့တရုတ်အစိုးရနေပြီးတော့ claim လုပ်နေတာပြောနေကြတာဖြစ်တယ်ပေါ့နော်ဒီနေ့မှပြောသွားတာကသူကဘာပြောသွားလဲဆိုတော့1995ခုနှစ်မှာအဲတောင်တိုးပင်လယ်မှာငါးဖန်းနဲ့ယာယီလေးစိတ်လေးတွေကိုတရုတ်ကလာဆောက်သွားခဲ့တယ် 1995ခုနှစ်မှာเนาะဒါပေမဲ့ဒီနေ့ဒီချိန်မှာအဲ့ဒီငါးပန်းလေစိတ်တရားစစ်တပ်အခြေစိုက်တဲ့တရုတ်စစ်တပ်အခြေစိုက်တဲ့စကိုင်းနေဖြစ်သွားတယ်ဆိုတာကိုဒီပိုင်းကာဝေးဝင်ကျန်ထုတ်ဖော်ပြောဆိုသွားတာကျွန်တော်တွေ့ရတယ်ဒါတွေကိုကြည့်မယ်ဆိုမြန်မာနိုင်ငံအတွက်ရောဘာတွေနှိုင်းရှင်စရာတွေရှိသလဲပေါ့เนาะကျွန်တော်တို့အရှင်းမြောက်ဒေသကိုကြည့်မယ်ဆိုရင်လုံငန်းအနှစ်30ကရှင်းမြောက်ဒေသနဲ့ဒီနေ့ရှင်းမြောက်ဒေသကိုရှင်းမယ်ဆိုရင်လာဂျိုတီကြည့်မယ်ဆိုရင် ဒါတရုတ်ကဩဇာအာဏာဟာဘလောက်ထိကြီးသွားပြီလဲတရုတ်ကဩဇာအာဏာကိုခံနေရတယ်တရုတ်ကရင်ခွင်ပိုက်နယ်မြေလေးတွေပြည်နယ်လေးတွေဖြစ်လာပြီဆိုတော့ပြောရပါတော့အဲ့တော့တို့ကတော့ဒီတောင်တရုတ်ပင်လို့ပြောပေမဲ့ကျွန်တော်တို့မြန်မာကျွန်တော်တို့ပြည်နယ်အစွန်အပြားတွေမှာတရုတ်ကဩဇာအာဏာဘလောက်ကြီးနေပြီလဲဆိုတော့ကျွန်တော်မြင်တယ်ပေါ့လို့